ဒီနေ့မှကတော့ final destination ကိုဘန်ကောက်မှာပထမဆုံးတင်တဲ့ရက်မှာသွားကြည့်တဲ့ဘလော့လေးပဲဖြစ်ပါတယ်။ ဒါကတော့တစ်ကတ်ကို67နဲ့ဝယ်နေရဖြစ်ပါတယ်။ကျွန်တော်တို့ကတော့ Final Destination ကိုသူတို့ကြည့်လို့ရတဲ့ဟာတွေကတော့ 4D ရှိရယ် UO LED ရှိရယ် IMX laser ရရှိတယ်ဗျာ။အဲ 4D ကိုတော့ကြည့်ကျင်တာဒါပေမဲ့ 4D ကကြောက်ကလေးနဲ့ဆိုခုံတွေပါလှုပ်မှနဲ့ကျွန်တော်တို့ IMX wet laser ပဲကြည့်ခဲ့ပါတယ်။ဈေးနှုန်းကတော့သိပ်မကွာဘူးခင်ဗျာ။ကျွန်တော် IMX wet laser မှာတော့အနီရောင်900ရယ်နော်အပြန်ရောင်950ရယ်ပေါ့ဗျာ။ကျွန်တော်အဲ900ခုံဖြတ်လိုက်တယ်။အဲဈေးတော့1000ကျတယ်ပေါ့ဗျာ။မြန်မာငွေနဲ့ဆိုရင်တော့3000 3000လောက်ကျတယ်။အဲသူက visa တို့ print ပေးလို့လည်းပေးလို့ရတယ် service ဆိုတော့ကိုထိုင်နေတဲ့နေရာကိုစိတ်ကြိုက်ရွေးလို့ရပြီးတော့မှတကယ် quality ကောင်းကောင်းကိုကြည့်လို့ရခဲ့ပါတယ်ကျွန်တော် iMac laser ကတခြားရိုးရိုးတွေနဲ့ဘာကွာမလဲဆိုတော့ကျွန်တော်နောက်မှထပ်ပြီးတော့မှပြောပြပါမယ် again, 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 again. Wow. กิฟขอบคุณมากนะครับ thank you thank you ဘွားတော့ baby ကိုရုပ်ရှင်ရုပ်ရှင်ကြည့်လို့ရှိရင်သူရုပ်ရှင်ဝင်ထဲမှာငြင်းနေဖို့အတွက်သူစားခြင်းနဲ့မုတ်တွေကိုပုံဝယ်ပေးရတာပါရုပ်ရှင်ကြည့်ရတာနဲ့သူစားခြင်းနဲ့မုတ်တွေဝယ်ပေးရတာအများကြီးပါ ဒါ CN ပါရဂွန်ရဲ့အောက်ဆုံးတက်မှာသူမုတ်တွေလိုက်ဝင်နေတာကချိုရီတွေရောမုတ်တွေရောဂျယ်လီတွေရောကုံဝယ်ပေးရသူကျောင်းမှာအသီးတွေကတော်တော်ပေါ်တယ်အသီးတွေကတော့ပေါ်တယ်ဈေးတွေကတော့မပေါ်ပါဘူးမင်းတို့တူတက်ဂျယ်လီရပါတယ်တော်တော်ကိုအဲမမင်းနောက်လိုက်ကွာတော့ရုပ်ရှင်ပြဖို့အတွက်တနားရီလိုပေါ့ဗျာကျွန်တော်တနားရီလို ရှောင်းနေပါပြီလူတွေကတော်တော်များပါတယ်ဟိုတော့ဆက်ဒီမှာကျွန်တော်တို့ကပြဿနာဒီမှာဒီစတောလာပေါ့ဒီစတောလာကိုလို့ရှိရင်လည်းယူသွားလို့ရတာဒါမှမဟုတ်လို့ရှိရင်သူတို့စီအပ်လို့ရလားအဲ့ဒါရင်ပေးရပါမယ်ဒါတော့မနေ့ကကျွန်တော်တက်တက်ဖြတ်ခဲ့နေလူတွေကတော်တော်များပါတယ်ဒါ final destination ပြမယ်ပထမဆုံးရက်ဆိုတော့တော်တော်များတယ် ဘာလို့လဲအများကြီးပဲဟိုကကျွန်တော်တို့ပေါကုံးဝင်မယ်ပေါ့ပေါကုံးဝင်မယ်တကယ်ကပေါကုံးကြိုက်တယ်ဆိုတော့ကျွတ်ဝင်ကျွေးလိုက် ွေးရတယ်ပေါ့ပေါ့နေရတော့ရှယ်စားကြတယ်ကျွန်တော်ပုံးလိုက်ပြီးအကျွန်တော်ကအသေးလေးပဲပေါ့ဒီပဲစားမှာဆိုပြန်ရဖို့လည်းဝယ်လာတယ်ဟုတ်တယ်တက်ကလေးပြပြီးတော့မှသူတို့ poster လေးထုတ်လို့ရတယ်ကွာအဲ final destination ကြီးရလို့ရောအဲဒီလို poster လေးအဲကျွန်တော် poster လေးထုတ်မှာပါအမှတ်တရအောင် ထမဆုံးနေမှုလို့ထုတ်ပေးရလားဗာလည်းတော့မသိဘူးเนาะနောက်ရက်တွေတော့မသိပါဘူးဟိုကတော့ဒီလိုပိုစတာလေးထုတ်ပေးကဲနှစ်ခုမို့နှစ်ခုရတာပါလေပိုစတာနှစ်ခုရယ်ဒီထဲကဟိုဟာတပုံလေးရမယ်တပုံလေးနှစ်ခုရလာပါတယ်မိုက်တယ်ပိုစတာပါလေရအောင်ဆက်ကဲပြတော့မှမလို့မြန်ပြေးလိုက်အောင်လေ ဟိုကတော့ကြည့်မဲ့ယုံသွားပါပြီဒီဘက်မှာလည်းရှိတယ်တရား VIP လားမသိဘူး VIP ticket ဝယ်တဲ့နေရာပါပြောမှလည်းစားကြဆိုင်တွေတော့အဆုံရှိတယ်အဲဒါတို့ဒီရုပ်ရှင်ကြည့်တဲ့နေရာမှာအခုကြည့်မှာ IMAX ဆိုတော့ IMAX ပုံမှာဘယ်ကနေဝင်ရလဲဆိုတော့လည်း live မေးကြည့်အောင် လူရတော်တော်များတယ်တော်တော့အပေါ်မှာတော့ကြည့်ရအောင်ပေါ့နော်အပေါ်တက်ပါမယ်ဒီတော့ကိုကိုအဲ့တော့ရုပ်ရှင်ကြည့်မဲ့နေရာတော့ရောက်ပြီနော်ဟိုကတော့ဝင်လို့မရသေးလို့ဒီတော့ခုံလေးလေးမှာခဏနားလို့ရတယ်နော်ဟိုကတော့စာရင်စောင်းစောင်းရင်စားနေကြတာပါတက်တပက်လက်လာကြည့်ရအောင်နော် သူရောရုပ်ရှင်တားကြည့်ကျင်တာအာကျွန်တော်စောင့်နေရတယ်အာအပေါ်ယုံမှကြီးမဲ့လူတွေအောက်ယုံမှကြီးမဲ့လူတွေအများကြီးအိုင်မက်ဝစ်လေဇာနဲ့တခြားဆီနီမာတွေနဲ့ဘာကွာမလဲဆိုတော့အိုင်မက်ဝစ်လေဇာရဲ့အဓိကအားသချက်ကသူ့ရဲ့ sound system အရန်ကောင်းပြီးတော့မှအပြင်မှာကိုခံစားနေရတဲ့လိုမျိုး sound system ရတယ်။အဲပြီးတော့သူ့ရဲ့ screen အားဆိုလို့ရှိရင် panoramic ကိုမှ cap အကွေးပုံစံမျိုးဖြစ်ပါတယ်။

အခုတော့ရုံထဲမှာစိတ်ခက်လက်ချတော့ရောက်သွားပြီအေးစေးရောက်သွားပြီဥမာရောက်တော့တယ်ပိတ်ကရောက် heavy ပဲအဲနောက်ဆုံးမှာတော့ဒီစတော်လာကတော့ကိုယ့်စီပဲယူခဲ့လိုက်ရပါတယ်ဘယ်မှာအဲ့မလဲမသိမင်းမင်းမင်းနဲ့သူတို့လည်းနောက်ဆုံးအထက်ယူသွားလို့ရတယ်ဆိုတော့ယူလာလိုက်ပါတယ်ခုံတွေကတော့ကျဲတော့ယူလာလဲကိစ္စတော့မရှိပါဘူး Phoenix Green that allow you to escape into your favorite movie scenes and immersive sound that Final will surround you oh, from here. Here. And here. We can take you from... အခုကတော့ဇကားလေးကြည့်ပြီးပြာ final destination ကတော့တကယ်ကိုကောင်းပြီးတကယ်ကျမ်းတဲ့ဇကားမျိုးဖြစ်လို့အနှစ်သာရအပြည့်အဝကိုရကျင်နေဆိုလို့ရှိရင်တော့ I'm with laser ဒါမှမဟုတ်လို့ရှိရင် 40x မှာကြည့်ဖို့အချံပေးခြင်းပါတယ်ခင်ဗျာ နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်